ကျွန်တော်ဒီဘက်ခင်မှာပို့ပြီးတော့အတွေ့များလာရတယ်အိမ်တော်ရဲ့အဆင်ပြေမှုလေမိမိအိမ်တော်ရဲ့မတာမယာဖြစ်လာပြီဆိုရင်ဒီရေရလေးကိုလိုက်ပါပြုလုပ်ကြည့်ပါအားလုံးပဲမင်္ဂလာပါဆရာတော်အောင်စက်ကြခင်မရလောကပညာတန်တန်းကဆရာမူရသူဖြစ်ပါတယ်မိစီတို့ဆရာနေနဲ့ရေရအစီရင်ပေါင်းများစွာ ပြောပြခဲ့ပြီး ပေးခဲ့ပြီးဖြစ်ပါတယ်ဒီကနေ့မှလည်းမိတ်ဆွေတို့တို့ကလိုအပ်မယ်လိုအပ်နိုင်တဲ့ဒါတွေမဟုတ်လိုအပ်လာနိုင်တဲ့ရေဒီယာတမျိုးခုကိုကျန်နေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရေဒီယာကတော့သူစဖြင့်အိမ်ထောင်စေတွေနဲ့တက်ထိုင်တဲ့ရေဒီယာပါကျတို့ဒီဘက်ခင်မှာပို့ပြီးတော့အတွေ့များလာရတဲ့အိမ်ထောင်ရဲ့အဆင်မပြေမှုတွေဖောက်ပြန်မှုတွေချမ်းခေါမှုတွေဆန်လိုက်ကြော်တာတွေကျတို့ လူမှုပတ်ဝန်းကျင်မှာဆိုရှယ်မီဒီယာမှာမမြင်ကြမအစုံနေ့စဉ်ရက်ဆက်တွေ့နေကြရတယ်။အိမ်တော်တွေအနေနဲ့ဒီလိုမျိုးငမိအိမ်တော်ကြီးမတားမရဖြစ်လာပြီဆိုရင်ဒီရေရလေးကိုလိုက်ပါ ပြုလုပ်ကြည့်ပါ။ဒီရေရလေးကလိုအပ်ချက်တိတ်မများပါဘူးပြုလုပ်ရမယ့်အရာလေးတွေကတော့ကိုးကိုရှိပါလိမ့်မယ်။ဒီရေရလေးပြုလုပ်ပြီးတဲ့အခါမိတ်ဆွေတို့အိမ်တော်ကြီး တိတိတတ်တာထင်းထင်းရှားရှားအစဉ်ပြေအေးချမ်းตาရပြည့်ွှယ်လာပါလိမ့်မယ်ဒီရရာကိုအမျိုးသားအမျိုးသမီးဘယ်လိုမဆိုအိမ်အောင်တဲ့မှန်ရင်လုပ်လို့ရပါတယ်ကျတို့ပထမဦးဆုံးအနေနဲ့မိမိရဲ့အိမ်အောင်ဘက်အမျိုးသားဘာနေတာလဲပြောကြပါစို့တင်းငုံနဲ့တင်းနာစသဖြင့်ပေါ့တင်းငုံနေမိမိရဲ့အိမ်အောင်ဘက်ဟာတင်းငုံနေသားဆိုရင်တင်းငုံနေနေမှာလောက်ပါတင်းနာဆိုတင်းနာလောက်ပါစသဖြင့်ပေါ့အင်္ဂါဘောလူတောက်ကြဆက်နေ မိမိရဲ့အိမ်ထောင်ဘက်ရဲ့နေမှာစပြီးတော့ပြုတ်လို့ရပါမယ်အချိန်ကတော့စပြုတ်လို့ရမယ့်အချိန်မလိုအပ်ပါဘူးဆရာဟု ပြောပြပေးမယ့်အရာတွေကိုတစ်နေ့တည်းအပြီးပြုတ်လို့ပေးရပါမယ်ပထမဦးဆုံးမိစရိုးအနေနဲ့တနင်္ဂနွေသားသမီးဆိုကြပါတို့မိမိရဲ့အိမ်ထောင်ဘက်တနင်္ဂနွေသားသမီးဆိုရင်တနင်္ဂနွေနေ့မှာပြုတ်လို့ရပါမယ်ပထမဦးဆုံးပြုတ်လို့ရမှာကကစုံညွတ်ဗနဲ့ညွတ်ရလို့မရှိပါဘူးမိမိအစဉ်ပြေရကစုံညွတ်ဖျားကပ်ပေးရပါမယ် အဆင်ပြေသလောက်၃ညွန်းလား၅ညွန်းလားစသဖြင့်အဆင်ပြေသလောက်ဖျားကပ်ပေးရပါမယ်။နံပါတ်2အနေနဲ့လမ်းခင်းရပါမယ်။လမ်းခင်းရမယ်ဆိုတဲ့နေရာမှာအချို့အမှန်မှားတတ်ပါတယ်။ဟိုမှာကြောက်ခဲလေးတွေခင်းလိုက်တာ၊မြေလေးတွေခင်းလိုက်တာမဟုတ်ပါဘူး။ကြောက်ပြားခင်းမိရမှာပါ။ကြောက်ပြားတစ်ချက်ပါ။တစ်ချက်ပဲနိုင်တယ်၊နှစ်ချက်ပဲနိုင်တယ်၊နိုင်သလောက်ပေါ့။လိုနေတဲ့ဂျိုင်းတွေဘွက်တွေရှိတဲ့နေရာမှာကြောက်ပြားလေးတစ်ချက်လောက်ခင်းပေးလိုက်ပါ။တရက်ထဲမှာအပြေးလောက်ရပါမယ်။ တတိယအနေနဲ့ကတော့မိမိတို့လမ်းမှာဂျိုက်နေရှိနေတယ်ရေအိုက်နေရှိနေတယ်ရှိတတ်ပါတယ်မြန်မာနိုင်ငံရဲ့လမ်းတွေမှာအဲ့ဒီလမ်းတွေကိုကြောက်ခဲဖို့ပေးရပါမယ်ကြောက်ခဲပါလမ်းခင်းနဲ့ကြောက်ခဲဖို့ပေးရပါမယ်ဒါဆိုရင်၃မျိုးရှိပါပြီနောက်တစ်ခုကြတော့ဂဝင်ကြောက်ရှိပါတယ်ဂဝင်ကြောက်ကိုထုတ်ချပြီးတော့ခင်းပေးရပါမယ်ဒါဆိုရင်ဆရာတို့၄မျိုးဖြစ်သွားပါပြီ တတိယတစ်မျိုးအဲပြသမတစ်မျိုးဟာငှက်ကိုတက်စစ်လွှတ်ပေးရပါမယ်။စာကလေးတွေပဲဖြစ်ဖြစ်ဥပမာဆိုကြပါလို့အသက်30ဆိုအကောင့်30မလွှတ်နိုင်ရင်3ခေါင်ပေါ့။သုံးကနေအောင်ယူပြီးတော့လေ။ဆိုတော့ငှက်လွှတ်ရပါမယ်။ငါးလွှတ်ရပါမယ်။ငှက်ကလေးတွေကိုအစာကျွေးရပါမယ်။ဒါဆိုရင်ဆရာတို့ထောင်မျိုးဖြစ်သွားပါပြီ။ငှက်လွှတ်ငါးလွှတ်တာတစ်မျိုးပါငှက်စာကျွေးတာတစ်မျိုးပါထောင်မျိုးဖြစ်သွားပါပြီ။ခွန်း ခုနခုမြောက်အနေနဲ့ကြတော့ကျတို့ဖျားမှာဖျားကိုရွှေချရပါမယ်ရွှေဆိုင်လေးတစ်ဆိုင်လိုလေးမဟုတ်နှစ်ဆိုင်မိမိတက်နိုင်တဲ့လောက်ပေါ့ရွှေဆိုင်ဝယ်ပြီးတော့ဖျားကိုရွှေချပေးရမှာဖြစ်ပါတယ်နံပါတ်၈ကတော့ကျတို့ရုံးလေမန်းလေးတွေကိုကျတို့ကြောက်ကြောလေးထည့်ပြီးတော့ဖျားကိုကပ်ပေးရပါမယ်နောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်၉ကတော့ကြောက်စလစ်ခဲလေးတစ်ခဲကိုမိတ်ဆွေတို့ရှာပါရှာပြီးတဲ့အခါရွှေဆိုင်လေးနဲ့ရွှေချပါ ွေချပြီးတော့ပြုတ်လို့သူဟာအိမ်တော်တဲ့အမျိုးသမီးဆိုရင်မိမိအမျိုးသားအိမ်မဲ့ခေါင်းအုံထဲမှာထည့်ထားပေးလိုက်ပါကြောက်ကြောက်ဆက်လက်ခဲလေးကိုအမျိုးသားဆိုလည်းမိမိအမျိုးသမီးအိမ်မဲ့ခေါင်းအုံထဲမှာကြောက်ဆက်လက်ခဲလေးထည့်ထားပေးလိုက်ပါဒါဆိုရင်ကိုမျိုးဖြစ်သွားပါပြီဒီကိုမျိုးကိုမိမိအိမ်တော်ဘက်ရဲ့နေ့တနင်္ဂနွေနေ့နဲ့စသဖြင့်တစ်ဖြင့်နေ့နံမှာကိုမျိုးစလုံးကိုတကြိမ်နဲ့တရက်ထဲအပြီးပြုတ်လို့ရမှာဖြစ်ပါတယ်ပြုတ်လို့ပြီးတဲ့အခါမိတ်ဆွေတို့များမကြပါဘူးများဆုံးကြရင် နှစ်ပတ်တလပေါ့စသဖြင့်မိတ်ဆွေတို့ရဲ့အိမ်တော်ကြီးဟာတိတိတတ်တာအစီမေချော်မွေးအေးချမ်းတာယာလာပါလိမ့်မယ်ဒီရေရရာကိုပြုလုပ်ခြင်းဖြင့်အိမ်တော်တွေတိုင်းအေးချမ်းတာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါသည်လို့ဆုတောင်းပေးလိုက်ပါတယ်မိတ်ဆွေများနားပြန်ဘေးမရှိကြပါစေနဲ့